မိင်္ဂလာတော့ငါးပွဲမသွားဖြစ်တဲ့ဟာကိုပြောကြပါတော့စင်စင်ကအဲ့ဒါစလိုက်တာဆွေတို့ကဒီ vlog လေးရရင်းနဲ့နောက်နေကြတာကိုသားငယ်ရောစင်စင်ရောဆွေကတောင်းပန်ခဲ့ပြီးသားတခါလေးလည်းပြောခဲ့ပြီးသားဆွေဒီလိုမလာနိုင်ဘူးเนาะငါးပွဲလုံးကိုတို့အားလုံးကငါးပွဲလုံးတော့မဖိတ်ဘူးလေရွေးပဲဖိတ်တာဆွေအထိကတို့လာစီချင်တာဒင်နာနဲ့မနဲ့နဲ့ပွဲပေါ့เนาะဒါအမကြီးကအမလို့ငါးပွဲတော့မလာပါဘူးဆိုတော့စင်စင်ကစလိုက်တာဒါပေမဲ့ဆွေကလည်းအမတ်တရသူ့ဒါမင်္ဂလာဦးဆိုတော့သူ့ကိုစနေတာကွာအဲ့ဒါလေးကိုချစ်လို့တင်လိုက်တာဒါပေမဲ့အောက်ကကျတော့ ဲအဲ့လိုထင်ကြပေါ့နော်ဟဲ့လူမှုရေးမရှိဘူးအဲမသွားဘူးအဲအဲ့ဒါလေးတွေပေါ့နော်ဒါရှင်းပြတာပါမန္တလေးမှာပွဲတက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာဓာတ်ပုတ်ရိုက်တွေရောစီစဉ်ထားရတယ်ကြိုးပြီးတော့အဲ့အချိန်မှာရက်ဘလို့မှရွှေ့လို့မရတော့သူတို့ကြောင်ညာပြီးသားတွေလည်းဖြစ်နေတယ်ဖိုတိုရိုက်တွေလည်းအားလုံးဒီဖိုတိုသမားတွေဘာတွေ ਨੇ အားလုံးချိတ်ထားတာဖြစ်တဲ့အတွက်ဆွတ်သွားလို့မရပြီးတော့ရီဂျင်လို့လေအိုက်ကန်ရှင်လေးလက်ပွဲရမှာကြောက်လို့မင်္ဂလာပွဲ၅ပွဲလုံးအတွက်တွေ့နေရထော အာဒီ treasure ဆိုင်ကပေါ့နော်ဆွေကိုဆက်သွယ်လာတယ်ဒါ coffee shop ဖွင့်မယ်ပေါ့နော်အာရန်ကုန်မှာ indo city မှာဆိုတော့အရန်ပြောပါဘာဖြစ်လို့လဲဆိုတော့အိမ်သားနေလို့လာတာနောက်တစ်ခုကကျတော့ဒီမှာ menu တွေဆိုလဲအခုတွေ့ရဆိုအရန်မိုက်တယ်အဲ့အရာကြီးဆိုတော့တော်တော်လေးသဘောကျပါတယ်ဟုတ်အာမနေ့ကတော့ဒါ treasure ကသူကအမြဲတမ်းဟိုဟာဆိုင်ခွေးရတယ်၃ဆိုင်ရှိပြီပေါ့နော်2013နဲ့ကနေပြီးတော့အခု2025အထိဆို3ဆိုင်ရှိပြီဆိုတော့ခါကျတော့ဒီရဲ့အရသာကိုလည်းလာပြီးတော့မြေဆန်းကျင်တာရေနောက်တစ်ခုက degradation ပေါ့ เนาะဒါမင်းတို့ဒါဆိုင်ရဲ့ချစ်စရာဖြစ်ဟိုဟာပေါ့ဆိုင်ရဒါဆရာလင်းအောင်ထင်ရဲ့လုံးဝ degradation နေဆိုတော့ခါကျွန်တော်ကစိတ်လှုပ်ရှားရဲ့ပေါ့အဲ့မှာဘာဖြစ်လို့ဆိုတော့တပုံရဲ့ကိုပဲဖြစ်ဖြစ်အဲ့လိုကြိတ်လိုက်ရတယ်ဒီဇိုင်းဘာညာကိုကြိုက်တဲ့ဟာဆိုတော့အဲ့ဒီဒီဇိုင်းလေးကိုလာရောက်ပြီးတော့ချင်းမြင်ပြီးပါလာရောက်တက်ဖြစ်တာပါ အဲ့ဒါကတော့မနီရာဟာတပိုင်းဆိုတာဟာတလေးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ခါကျတော့ဘာပဲဖြစ်ဖြစ်ကိုလုတ်ချင်တဲ့အဲ့လိုလေးတွေပေါ့နော်ဘတ်ပေါင်းဆောင်ကလည်းမကြိုးစားကြည့်နေတာပါဟုတ်အော်ဘလော့ကတော့ကိုယ့်ရဲ့သွားနေကြပုံစံလေးအတိုင်းပဲသွားရတာပြီးတော့အဲ့လိုမျိုးဇာတ်လမ်းတွေပါဆိုလဲတခါလေးကြရင်ပေါ့နော်ကိုရိုက်တဲ့ဟာလေးကိုပဲအဲ့လိုစီစဉ်ရတာရှူတင်မန်နေဂျာလည်းကိုပဲဇာတ်လမ်းလည်းကိုပဲတခါလေးကြလို့ရှိရင်အဲ့လိုမျိုးဆိုတော့ခါကြတော့ပို့ပင်ပန်းတာပေါ့ဟိုမှာကြတော့ဒရိုက်တာတွေရောဇာတ်ညိုးတွေရောပြီးသွားလို့ရှိရင်ပေါ့နော်အကုန်လုံးဟို ဘယ်လိုပြ location အစကိုမိတ်ကလေးပြင်ပြီးသွားလိုက်ယူမယ်ဆိုတော့အဲ့ဒါလေးတော့နည်းပေမန့်မှုกว่าတာပေါ့ဟုတ်ပြောဆောင်လို့ရှိရင်တစ်ဖက်လူအမြင်နိုင်ကြည့်ကြည့်ပြီးရီလို့လေပြန်ပြန်ရိုက်ရတာ ပုံမှန်ရတခါတည်းကြရင်ဆိုတရုပ်ဆောင်တာနဲ့ပေါ့နော်ဒီဒီရဲ့ character မှာဝင်ရတာနဲ့မတူဘူးလေခိုင်ကြရင်ကိုကအဲ့လိုမျိုးသူကဟိုကိုနဲ့တွဲတရုပ်ဆောင်ရမှာဝိုင်းရင်းနေလည်းပါပါတယ်ပါတဲ့ခါမျိုးဆိုလို့ရှိရင်ကိုကအဲ့လိုကြည့်လိုက်လို့ရှိရင်ကိုကသူ့ရဲ့ idea မှာမျောသွားသူ့ရဲ့ကြည့်ပြီးရည်တာပေါ့နော်အဲ့လိုခဏခဏရည်တော့ကြလို့ခဏခဏတောင်းပန်တော့အေး ဲ့လိုမျိုးရီးသွားတာရအဲ့တော့ကို့ကိုချစ်ခန်းစိုက်ခန်းကို့ကိုချစ်နေပြီဆိုရင်ရီးတာတော့မဟုတ်ဘူးစာတိလို့လေရင်ထဲမှာလေဟောမနေ့လေးချက်လိုက်တာဆိုရင်ဟုတ်ဘူးစာတိဟောဘူးစာတိလို့ဆိုပါလေဟုတ်တယ်ဟုတ်တယ်မဟုတ်သလားလေအဲ့လို lesson တို့ဘာလို့ဆိုရင်တာခတ်တာဘာမလဲတော့ချင်တာပေါ့နော်အဲ့လိုတော့မဟုတ်ဘူးတခါတည်းကွဲပါပေါ့အစင်နေနဲ့ဆိုတော့အစင်နေတော့မလောက်ပါဘူးကိုကတော့ပြန်အမ်း ဟဲ့အစင်းနေရှိရနေရတယ်။အော်မသွားပါဘူး။သူလေဘာ။ဟာ။ဆီဆိုရမှာလောက်ကလေး။ဆီကလေးနဲ့လေ။ဟာ။ချပေါင်းတမော။ကြိုက်နေတာမှန်ကဲမနေဘူးဂျာမစီက။အရန်ပျော်တယ်။ဆီတို့ဘန်ကောက်သွားရင်။ဟုတ်ဟုတ်ဟုတ်။ ပါရာကုံပါလို့ပါရာဘာမှအကုန်လိုက်ခွက်ကျမသူ့ပတ်ဆက်လေးဆိုမပေးဘူးအဲ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 ပြလို့တကယ်တိန်းတာဆွေရလူကဆိုတာခဏလေးလေအဲအဲ့လိုမျိုးလေးရှောက်ပြောတာဟုတ်တယ်ခဏလေးကားနောက်သူ့ပတ်ဆက်လုံးဝမပေးဘူးအပေးုံ2000 3000အဲ့လောက်ပေးအောင်9000ပေးအောင်အဲ့လိုဘတ်တီးကိုအဲ့လိုတောင်းဟုတ်တယ်ပြီးတော့လေကုံသွားတာပဲပေးပေးမပေးပေးချိန်တိုင်းကုံမဲ့ပစ္စည်းကကုံတရားသဘောပေါ့စည်ရင်တိကျမှတ်ထားတာ ဟုတ်စီလုတ်ပေးထားတာအဲ့လုတ်ပေးထားတယ်လေး copy လုတ်ပြီးပတ်စံလေးပို့တောင်းလိုက်တယ်ပြီးသွားတယ် yes အပိပတ်စံလေးကိုအမလေးတွက်တာပို့ပြီးတော့ချင်းနဲ့ရှောက်တွက်တာအဲ့လိုနဲ့တိတ်ကြော်တိတ်30ကြော်တောင်းတာတောင်းလိုက်တာလက်တော့လူစုအော်ကျမတို့ဖေးရတရားလုတ်တယ်လေဗန်ကောက်ဟုတ်ဟုတ်မေရောကြောင်းတော့မေရောကြောင်းနေအဲ့လိုမျိုးနေပြောရင်မြေမျိုးလားမျိုးနေပြီးတော့ကြီးစပြီးမျိုးနေဟုတ် အဓိကတော့ဟာပေါ့ပတ်စံပေါ့အေးပေါ့နော်အဲ့လိုမျိုးအဓိကတော့တကယ်ပါအဲ့လိုဝေတော့မမှတ်ပါဘူးဝေစားခြင်းတောက်ခြင်းသုံးခြင်းတာပေါ့အဲ့တော့မဟုတ်အဓိကတော့အားလုံးအတွက်ကိုအရေးစတောင်းပေးတယ်အဲဟုတ်လို့လားသွားနေကြโอเคဘာလို့ဆိုတော့အဲ့လိုစတောင်းပေးရတယ်စီသွားနေကြမေတော့ကျောင်းကကျတော့အဲ့ဒါကျလတ်မီမေတော့ကာလီမေတော့မဟုတ်ဘူးဘက်ကမှာရှိရဲ့လက်မှာငွေပြားရဲ့ရှာသူကအဓိကအလုပ်အတွက်ကောင်းတယ်ပေါ့နော်အစူတောက်ပြေးတယ်အလုပ် အဲ့လိုမျိုးဒိတ်ထန်ခဲ့လိုက်တယ်ပေါ့ပြီးရင်တော့ပြန်ကိုရအောင်သွားတယ်ဘယ်နှခုတော့ပြီးသွားလဲပြပါတယ်ဒါပေမဲ့လည်းလူပေါ်လဲမူတည်တည်ရလေအဲမေတော့စူတောင်းပြီးအလုံးမလုံးရေလဲမရအောင်နေနော်ဟုတ်ဟုတ်သူကစစ်စစ်မင်္ဂလာဆောင်စစ်စင်းကအဲ့ဒါစလိုက်တာသူတို့ကဒီ vlog လေးရရင်းနဲ့နောက်နေကြတာသူကအတိတ်ကဘာလို့မသွားပြစ်လဲဆိုတော့အခုအဲ့မင်္ဂလာဆောင်၅ဘွဲမသွားပြစ်တဲ့ဟာကိုပြောကြတာပေါ့နော် အဓိကပြောပြမယ်ဆွေဘလို့မှရက်ကိုမန္တလေးမှာပွဲတက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာဓာတ်ပုံရိုက်တွေရောစီစဉ်ထားရတယ်ကြိုးပြီးတော့အဲ့ဒီအချိန်မှာရက်ဘလို့မှရွှေ့လို့မရတော့သူတို့ကြညာပြီးသားတွေလည်းဖြစ်နေတယ်ဖိုတိုရိုက်တွေလည်းအားလုံးဒီဖိုတိုသမားတွေဘာတွေနဲ့အားလုံးချိန်ထားတာဖြစ်တဲ့အတွက်ဆွေသွားလို့မရပြီးတော့ကိုသားငယ်ရောစင်စင်ရောဆီကစေရေကလေးမှာတွေ့လို့တောင်းပန်ခဲ့ပြီးသားတခါလေးလည်းပြောခဲ့ပြီးသားဆွေဒီလိုမလာနိုင်ဘူးเนาะပြီးတော့နောက်တစ်ခုကငယ်စင်တွေကစနေတာ ငါးဘွဲလုံးကိုသူတို့အားလုံးကငါးဘွဲလုံးတော့မဖိတ်ဘူးလေရွေးပဲဖိတ်တာဆွေကိုအတိကသူတို့လာစီချင်တာဒင်နာနဲ့မနဲ့နဲ့ပွဲပေါ့နော်ဒါမှရမလို့ငါးဘွဲတော့မလာပါညဆိုစစင်းကစလိုက်တာဒါပေမဲ့ဆွေကလည်းအမတ်တရားသူ့ဒါမင်္ဂလာဦးဆိုတော့သူ့ကိုစနေတာကွာအဲ့ဒါလေးကိုချစ်လို့တင်လိုက်တာဒါပေမဲ့အောက်ကကျတော့အဲ့အဲ့လိုထင်ကြပါဘောနော်ဟဲ့လူမူရေးမရှိဘူးအဲမသွားဘူးအဲ့အဲ့ဒါလေးတွေပေါ့နော်ဒါရှင်းပြတာပါကိုတော့မရှိရွှေ30လား အဲ့လိုအဲ့လိုပါဟိုပါငယ်ဟိုကိုသားငယ်ရောစစရောဝစီကကိုရိုက်ကိုကြရန်ကုန်မှာတောင်းပန်ပြီးတော့ပြောခဲ့ပြီးပြောခဲ့ပြီးသားအဲ့ဒီတော့အဲ့လိုထင်ကုန်တာပေါ့နော်ဟုတ်ဒါမဲ့အမတရားဖြစ်သွားပါတယ်လေဟိုကကြီးကျလို့လေအိုက်ကက်ရှင်လေးလက်ပွဲရမှာကြောက်လို့ မင်္ဂလာပွဲ၅ပွဲလုံးမတွေ့တွေ့နေနွယ်ထောဒီ treasure coffee shop ပေါ့เนาะဒီထက်မကအောင်မြင်မယ်လို့လည်းယုံကြည်တယ်အခုစားတော့ကတော့ခဏနေ test လုပ်မယ်ပြန်ပြောပြနော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ